ကောပရိသတ်များအလုံးပဲနေတာပါကျွန်တော်တို့ရဲ့ဒါချန်ပီယံလိပွဲပြီးသုံးသက်ချက်စီစဉ်ကနေပြီးမှကျူးစလိုက်ပါတယ်ဒီနေ့ကတော့ဒါမြန်မာနှစ်စံတရနေ့ဖြစ်တာနဲ့ညီဒါမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအပေါင်းမင်္ဂလာနေ့တက်မှာစိတ်ချမ်းသာကြီးကိုယ်ချမ်းသာကြီးနေနဲ့ပြည့်စုံကြပါစေလို့ဒါကျွန်တော်ရဲ့အစီအစဉ်လေးမစပြန်ပါအရင်ဆုံးဆုမောင်းတောင်းချင်ပါတယ်ကျွန်တော်တို့ဒါချန်ပီယံလိပွဲပြီးသုံးသက်ချက်စီစဉ်မှာတော့ဒါထိုးရတိုက်မှာပဲကျွန်တော်နဲ့အတူစီတူကပဲဒါသုံးသက်တိဆက်ပြီးတော့မှဖြစ်ပါမယ်ခင်ဗျစီတူရေမင်္ဂလာပါကြီးမင်္ဂလာပါကော အဲ channel ဒီပွဲရတော့ဒါတော်တော်ကြီးကိုကောင်းတယ်နော်ဟုတ်ကဲ့ပေါ့အင်္ဂါပွဲတော့ဒီမနေ့ညပုံတွေပွဲတော့တော်တော်ကြီးကဲ့ပေါ့ဘောင်းလေးလေးမထင်ထားတာတွေလည်းဒါဖြစ်သွားခဲ့တာပေါ့လေအဲ့ဒီကဒါအရင်ဆုံးအခုလို့ရင်းနဲ့အစင်နဲ့ပွဲလေးပေါ့ဒီပွဲလေးကိုဒါသိရပြောလိုက်ကြအောင်ဒီပွဲကတော့ပုံပြောမှလည်းစိတ်ဝင်စားမှုလည်းများမထင်ပါဘူးမနေ့ညပစားပါတယ်ရင်းနဲ့မထက်ကိုအစင်နဲ့ကဘာနေပေါင်းမှာ2-1နဲ့ဒါနိုင်ရသွားခဲ့တယ်ဒီပွဲလေးကိုဒါစီတီဘယ်လိုမြင်နေလဲ အာအစနယ်စီကလုံးဝပြည်စုံတဲ့စွမ်းဆောင်ရင်တခုကိုမြင်ခဲ့ရတယ်ပေါ့နော်။ပြီးတော့ဒပွဲမဟုတ်ဘူးနှစ်ပွဲစလုံးမြင်ခဲ့ရတယ်။ဒီပွဲမှာ Real Madrid ပြန်လာနိုင်တယ်ဆိုပြီးတော့သင်ကြီးတချို့ရှိရယ်ပေါ့နော်။ဒါသင်မြင်ချက်တွေဒါ journalist တွေရောပရိသတ်တချို့ရောပြီးတော့ကစားသမားဟောင်းတချို့ကစားသမားတချို့စီကအတန်လေးတွေပေါ့လေ။ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ဟာအလင်းရောင်လေးတစ်ချက်ပေါ့နော်။ဒါပေမဲ့အလင်းရောင်လေးကအဲ့လည်းလည်းလေးအောင်မမြင်လိုက်ခါဘူးကောက်ရိုးတမြင်လေးတော့ Real Madrid ဖန်ဆုပ်ခွင့်မရလိုက်ပဲနဲ့ Arsenal ရဲ့အမ်ချေမုန်းကြီးကိုခံခဲ့ရတယ်ဒီဘက်မှာ Arsenal ပြသွားခဲ့တာ ော်တော်လေးအားရဖို့ကောင်းတယ်ပေါ့နော်ကျွန်တော်တို့ဒီလိုမျိုး Real Madrid ควင်းမှာစိတ်သက်တက်ခိုင်မှုလိုတယ်ပြီးတော့ခံစစ်ကောင်းမှုလိုတယ်အဲ့ဒီနှစ်ခုစလုံးကိုဒါအပြည့်အဝပြသွားနိုင်ခဲ့တယ် Real Madrid တိုက်စစ်ကဘာစုဘာမှလုံခွင့်မရခဲ့ဘူး Real အနေနဲ့ဒါအကြံကုန်ဂလုံစားချက်ဖြစ်ပြီးတော့ဖောက်လို့မရတဲ့အတွက်သူအနေနဲ့ cross တွေကိုတောက်လျှောက်ထိုင်တင်နေခဲ့ရတယ်။ဒါပေမဲ့ eight cross တွေကလည်းတိောက်ချင်းမရှိခဲ့ဘူး။ပထမပိုင်းဒီပိုင်းမှာလည်း cross အချိန်ပေါင်း20ကျော်သူတို့တင်ခဲ့တယ်။တစ်ပွဲလုံးဆိုရင်40ကျော်တင်ခဲ့တယ်။ခုနှစ်လုံးပဲလိုရာရောက်ခဲ့တယ်ပေါ့နော်။အဲ့တော့ ဒါပုံမှန်ပလေးမဟုတ်ဘူးအာဆင်နယ်ကစားလာအရင်ကောင်းလွန်တဲ့အခါမှာကွန်ပတ်ဖြစ်လွန်တဲ့အခါမှာရီရဲ့အနေနဲ့အပြေရှာလို့မရတော့အာဆင်နယ်ခံစစ်ကိုဘယ်လိုခွင်းရမလဲမသိတော့ပဲနဲ့ဒီလိုမျိုးအခြေအနေတွေလောက်ကြတယ်အဲ့လိုအခြေအနေလောက်ချင်းရလဲအောင်မြင်ခြင်းမရှိခဲ့ဘူးမရှိပဲနဲ့လုံးဝအကျဆုံးသွားခဲ့ပြီးတော့အာဆင်နယ်သားလက်ဆောင်ကိုတကူမပေးခဲ့ရီရဲ့ဂိုးတော်ရနိုင်တယ်လို့ကျွန်တော်တော့မထင်ဘူးပြီးတော့ရုပ်တရက်ပေါ့နော်ဟိုတေချာမစင်းစားမနဲ့ကျွန်တော်လက်တန်းဟိုဂိုးနိုင်ခြင်းမြင့်တဲ့ရီယယ်မက်ဒရစ်ရဲ့အခွင့်အရေးပြောပြပါလို့လာမင်းတော့ကျွန်တော်မှပြန်ပြောရတဲ့အချိန်ရီယယ်မက်ဒရစ်ကိုပျောက်ဆုံးအောင် အာဆင်နယ်လုံနိုင်ခဲ့တယ်အာဆင်နယ်ခံစစ်ပြောမဆိုရင်ခံစစ်တစ်ခုလည်းမဟုတ်ဘဲနဲ့တသိန်းလုံးရဲ့ခံစစ်ကစားပေါ့ရဲ့ဒါချီးကျူးစရာကောင်းခြင်းကိုကျွန်တော်တွေ့ခဲ့ရတယ်နှစ်ကျော်စလုံးကိုထပ်တဲ့တဲ့အနိုင်ရရှိခဲ့ပြီးတော့ဒါဟာအာဆင်နယ်အတွက်ဒါလက်ရှိထပ်ပြီးတော့အနိုင်ရရှိခြင်းဖြစ်တဲ့အတွက်အများကြီး motivation ဖြစ်မယ်လို့လည်းကျွန်တော်ယူဆမိပါတယ်ပို့ဟုတ်ပါတယ်အာဆင်နယ်တက်တော့တကယ်ကိုပဲဟိုနောက်တစ်ဆင့်နေတော့เนาะယုံကြည်မှုအများကြီးကောင်းပါပြီဒီရဲ့လိုသိမှုတော့နိုင်ခဲ့တဲ့အတွက်အလိုသိမှုမျိုးဆိုတာသူတို့တွေအလိုဆိုင်ဖို့တော့စိတ်ခေါ်အားပါပဲစိတ်ခေါ်ကတော့ဒါရှိပါပြီ ဒီပြောလို့ဝါမနေ့ကဒါပွဲအစဟို15မိနစ်အတွင်းမှာဒါ VAR ကိုစတင်နိုင်ခဲ့ရင်ဒါသူရဲ့ခံဖက်အတွက်အများကြီးမလွင့်နိုင်လို့ထင်ရတယ်။ဒါပဲတကယ်လည်းဘူးရဖို့ပေါ့လေပွဲစတာချင်း1မိနစ်3မိနစ်ကစပြီးတွက်မယ်ဆိုရင်အစင်တွေကတော့ပို့ပြီး pressing လုပ်ပြီးကစားသွားတယ်ပေါ့နော်။ဟုတ်ပြီ။ VAR ကိုတော့ pressing လုပ်ပြီးကစားသွားနိုင်တယ်။ပွဲစပိုင်းမှာလည်း penalty ရတယ်။ဟို penalty တော့မဝင်ခဲ့ဘူးပေါ့လေ။ဒီမှာအခုတော့ကြည့်လိုက်တော့အစင်တွေရဲ့ဒါခံစစ်တမ်းပေါ့။ ဒီပြောရထမှာလဲပွဲကြိုထဲမှာလဲပါပါတယ်အဓိကတော့အာဆင်နယ်ကကြောတသင်းလုံးရဲ့လိုအားလုံးနဲ့ခန်းစစ်ကိုပြင်ပြီးကစားသွားတယ်ဗောလေတသင်းလုံးရဲ့လိုအားလုံးပါတယ်ခန်းစစ်၄ယောက်တန်းရဲ့ဒီအခြေအနေလေးဗောလေအဲ့ထဲမှာဆိုရင်ဒါ၄ယောက်ဆုံးအကူကတော့တန်းတော့ကြတယ်တကယ်ဝါရင်ဆုံးဒီ row row rush defender လို့ဒါပြောလို့ရတယ်ဆလီဘာတော်မှအမားတချို့ရှိတယ်ဂျန်နဲ့ခန်းစစ်ကစားမှာ၃ယောက်ဗောလေ QB ရောတော့ဒီ session တွေပဲရှိသေးရဲ့ scale ရောတော့ညာကျန်အထင်းပေါင်းဒီခန်းစစ်၄ယောက်တန်းရဲ့လိုအားလုံးနဲ့ဒါမင်းက ပြောင်းသွားတဲ့ချိန်ဆိုင်လေးကိုတော့စလီဘလိုမြင်နေတယ်ဘူး။အာတော်တော်လေးပြည့်စုံတယ်ပါဖက်ပဲပေါ့နော်။ဆလီဘာကတော့အမားရင်းလုတ်ခဲ့တယ်ဒါပေမဲ့ဘယ်လိုပြောမလဲအဲ့အမားကပွဲရော impact အများကြီးမရှိခဲ့ပဲနဲ့အာဆင်နယ်အနေနဲ့တောင်းတတာဖြစ်ခဲ့တယ်။တပွဲလုံးမှာပလေးကစားတော့လာအရန်ကောင်းတယ်။အထူးသဖြင့်ဒီတင်ပါကဗီနီဇီယပ်ကိုအိတ်ကတည်းထဲ့တာတာပေါ့နော်။ဗီနီဇီယပ်ဘာမှလုံးလို့မရဘူး။ဒါကိုသွင်းသွားတာပဲရှိတယ်။ဒါအမားကလည်းဝိုးရတာပဲရှိတယ်။တကယ်တော့ဘာမှလုံးလို့မရခဲ့ဘူး။ပိုဆိုးတာကရော်ဒရီကို ရိုဒရီဂိုကကျွန်တော်တော်တော်လေးကြိုက်တဲ့ကစားသမားဖြစ်ပြီးတော့အဲကျွန်တော်မကြာခဏလည်းချီးကျူးပါတယ်အဲကျွန်တော်ပါစနယ်ရလည်းကြိုက်တယ်သူ့ရဲ့ကစားဟန်ကလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဒါပေမဲ့ဒီကေတော့ဒီတပွဲနဲ့မဟုတ်နှစ်ပွဲစလုံးကိုဒီလူးဝစ်ကယ်လီယာရိုဒရီဂိုအမုန်းချေပလိုက်တာကိုကျွန်တော်တို့တွေ့ရတယ်တော်တော်လေးကိုချီးကျူးဖို့ကောင်းတယ်ဗောနဒါဒီအသက်ဒီ session နဲ့အရွယ်ပဲရှိသေးတယ်ကောင်လေးကဒီလိုမျိုးကဘာအဆင့် player တယောက်ကိုလုံးဝ ချေမုပ်လိုက်တာပေါ့လေအပြီးတော့ဒီ key video ကိုလည်းကျွန်တော်တန်တရားဝင်ခဲ့တာပေါ့နော်ပထမအကြော်တော့အခုနဲ့ဆွေးနွေးရအောင်ပြောပြခဲ့ပါတယ် key video ရဲ့အရေးသွေးကိုကျွန်တော်တန်တရားရှိတယ်ပေါ့နော်ဒါပေမဲ့တန်တရားရှိတဲ့လူတွေမားအောင်လို့ key video ကစွမ်းဆောင်ပြသွားခဲ့တယ်အပြောမယ်ဆိုရင်တော်တော်လေးတည်ငြိမ်တာကိုတွေ့ရတယ်ဒါကတော့ cancer ဘိုင်းတသက်စွမ်းဆောင်ကြီးပေါ့နော်ဒါပေမဲ့အဲ့ဒီ cancer ဘိုင်းကအဲ့လောက်ထိကောင်းအောင်လို့ဒီကုညီပေးခဲ့တဲ့ share setup ပြီးတော့ဒီပြ artist ရဲ့ setup ဒီ training တွေကိုလည်းကျွန်တော်တို့အတိအမှတ်ပြရမှာပေါ့နော် အဒီတာကအရင် robotic ဖြစ်လွန်တယ်လို့ကျွန်တော်တို့ဆိုကြရတယ်ပေါ့နော်အဲ့တော့ဒီဟာမှာကျွန်တော်ဝေဖန်စရာလည်းရှိရဲ့ချီးကျူးစရာလည်းရှိတယ်အဲ့တော့ချီးကျူးစရာအမြင်ကဒီဘက်မှာပုံများခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ real အနေနဲ့သူတို့ရဲ့ဒီတူးချင်းဆွမ်းဆောင်ကြီးကောင်းနေဘာမှလုတ်ပြနိုင်ခြင်းမရှိဘူး arsenal pressing ကလောကအပြည့်အဝမှန်ကန်ခဲ့တယ်အပြည့်အဝအားကောင်းခဲ့တယ်အားလုံးလည်းသိပြီးတဲ့အတိုင်းဒါလေးလေးနဲ့ pressing နဲ့ arsenal ကကစားတာပေါ့နော်လေးလေးနဲ့လေးနဲ့လေးပုံစံကိုသူတို့ပြောင်းပြီးတော့ကစားတယ်အဲ့ဒီခါမှာဒီအရှိမနှစ်ဆိုတဲ့နေရာမှာကျွန်တော်က kai harvest နဲ့ အိုရီကာပေါ့အခုတော့မေကဲမရီနိုနဲ့အိုရီကာပေါ့လေတောင်မှနှစ်ဖက်မှာကြာတော့မာတင်နယ်လေးရှိမယ်ဒီဘက်မှာဆာကာရှိမယ်အဲ့တော့သူတို့ကရှေ့လိုရရှေ့တက်မယ်မလိုရတဲ့အချိန်ကျရင်နောက်မှဟိုသူ့ပြီးတော့ကစားမယ်ပေါ့နော်ပြီးတော့နံပါတ်6နှစ်ယောက်ရှိမယ်အဲ့ဒါကတော့ပါတီနဲ့တက်ကလန်ရိုက်စ်ပေါ့နော်အဲ့တော့သူတို့ရဲ့လှုပ်ရှားပုံအရန်ကိုပေါင်းတဲ့အခါမှာရီရဲ့အနေနဲ့ဒီ progress လောက်ကတော့တော်တော်လေးကိုခက်ခဲခဲ့တယ်ပေါ့နော်ပြီးတော့တောင်မှနေမှာလည်းကြက်ညက်ခဲ့တယ်ပေါ့လေပြောမယ်ဆိုရင်ဒီတိုက်စစ်ကနှစ်ယောက်ဖြစ်တဲ့အိုရီကာနဲ့မေကမရီနိုကစနာဘတ် နှစ်ယောက်ကိုအစိမ့်ထဲမှာဒီ screen နဲ့ပေါ့နော်ကြည်ပြီးတော့ pressing အားဖြင့်ပေးထားသလိုသူ့နောက်မှာရှိနေတဲ့ nemesis တွေပေါ့လေအဒီဘက်မှာဆိုရင်တော့ဒါ chairman တွေ velva တွေအစားရှိတဲ့ကစားသမားတွေပါဗပြိုင်နေသူတို့ကကတ်ထားနိုင်တာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့ဒီခါမှာ real ကစားတာတော်တော်လေးကိုချက်တယ်အတစိမ့်ထဲမှာအဲ့ဒီ line ကိုကြော်လာနိုင်ပြီဆိုရင်လေဒီတောင်မန်တွေစီသွားဖို့အတွက်အခက်အခဲရှိတယ်ဘာလို့လဲဆိုတော့ real ရဲ့ဒီတောင်မန်တွေအတွက်ကို overloading ဖြစ်ခွင့် arsenal ရဲ့လုံးဝမပေးဘူး arsenal ရဲ့ nemesis role ကစားသမားတွေဟာအလဲမှာထိန်းချုပ်နိုင်မှုရှိ ထားတယ်ဒါအပြင်တောင်ပံတွေကိုလည်းပေါင်းပြီးတော့ decline rise ဆိုဆိုအထူးသဖြင့်ပို့ပြီးတော့ဒီတောင်ပံတွေ hash space တွေမလွတ်သွားအောင်လို့အများအားဖြင့်ပိတ်ဆို့ထားနေတာကိုတွေ့ရအဲ့ဒီခါမှာ real ရဲ့တောင်ပံတိုက်စစ်ဟာဘလို့မှလူတရားပူတာခြင်းမရှိတဲ့အတွက်ဘလို့မှတာမန်ထက်ပူတာတဲ့အခြေအနေဖြစ်အောင်မလုပ်နိုင်ဘူးဒီလိုနဲ့ကြဆုံသွားတယ်ပို့ဆိုတာ real မှာအားကိုးရတဲ့ဒီ full back တွေမရှိဘူးပေါ့နော်အဲ့ full back တွေမရှိတဲ့အခါမှာ width ဆိုတဲ့အကျယ်ဖြတ်မှုမပေးနိုင်မပေးနိုင်တဲ့အတွက် Vinicius တို့ကိုယ်တိုင် Rodrigo တို့ကိုယ်တိုင်တောင်ပံတွေဖြတ်ရတယ်အဲ့ဒီခါမှာ hash space တွေမှာလူတွေမရှိတော့ ဘယ်လီဟန်တို့ဒီဝင်ပြေးနိုင်တယ်ဆိုတာလည်းအကန့်အသတ်ရှိတယ်ဗောနော်အဲ့ဒီခါမှာအာဆင်နယ်အနေနဲ့အဲသူတို့ရဲ့ setup အပြင် Real Madrid ကိုလုံးဝအသေးသက်လိုက်ပြီးတော့ Real အနေနဲ့ဘာမှ solution ကိုမရှိဘဲနဲ့ဒီပွဲကိုအဲမုတ်တုတ်ထိုင်ကြီးနေခဲ့ရတဲ့ပွဲမျိုးဖြစ်သွားခဲ့တယ်ဗောလေဟိုပထမပိုင်းမှာလည်းသူကကြည့်လိုက်တော့ပထမပိုင်းမှာလည်းညီတော့တယ်ဗောနော် first part တို့ဒါအလာဘာတို့ရဲ့ဒီ overlapping နေလည်းဘာမှမတွေ့ရဘူးပုံမှန်အဖြစ်တော့ဒီနေ့လာဘာ damage ပါဆိုရင်သူစတဲ့ခါစားကလည်းနောက်ခံနေမြေကစားတဲ့အတွက် ကမ္ဘာအကောင်းဆုံးဘယ်တော့ခွင့်ကြောက်လို့လဲကြောက်လို့ရတဲ့အခြေအနေဘာလို့ကိုကတော့ဒါနာကြောင့်လေဒါကာလရှင်နောက်ကြရလဲပါမထင်ပါဘူးသူပုံမှန်ကောင်းလေမရခဲ့ဘူးလို့တဲ့ဘက်စ်ဘော့ကလည်းပုံမှန်အဖြစ်ဒါလိုအပ်ရင်ရှိတိတက်ပြောမှာဘိုးတက်သွင်းနိုင်တဲ့ညာတော့ခွင့်ကြောက်ဖြစ်ပြီးမနေတော့သူရဲ့အကူပတ်ပူပေးမှုကလည်းဒါဂူဒီကိုစီကိုလောက်လောက်လာလာမရဘူးဘာလို့အဲ့ဒီကပူပြောမှာရီးရဲမှာကြောက်ကြောက်တယ်လို့ပြောလို့ရတော့ဖေဗာရီပေါ့ဘယ်ဘာဒီဟာတချို့လို့ကညာတော့ခံလူဖြစ်ကစားခဲ့ပြီးမှမနေ့ကတော့ဒါလေးသုံးဆက်ဆံတဲ့ ကစားရတဲ့ဒီမှာကိုယ့်လက်ကိုသူပြန်ပြီးတော့ဝင်ကစားရတယ်။သူကစားနေချက်နေရောက်ပြန်ကစားရပေမဲ့ဟိုလူရောက်မယ်ဘာမှအသိမလုံနိုင်ဘူးကတော့ဘယ်မှာဒီကဘယ်မှာဒီအစ်စ်မမြင်အောင်စကန်ဘောတွေပိတ်သွင်းတာမျိုးပဲဘာမှမမြင်ရတော့ဒါဖြူဘောတွေသူ့ဆက်နေထွက်တာလည်းမမြင်အောင်ပုံမှန်ဆိုတော့ဒါဘယ်မှာဒီကဒီသူ့ဆက်နေတာဖြူဘောတွေဆိုရင်ဒီဘယ်ချမ်းကဒီစက်ဂျူနီယာကိုကောင်းကောင်းပတ်မှုနိုင်တဲ့အနေအထားမျိုးဒါအများကြီးတွေ့ကြရဘူးလေမနေ့ကတော့ဒီအဓိကဖေဖော်ဝါရီပေါ့လေအမှန်တော့ဒါဖေလီဟန်လည်းဘာမှသူ့ချာချာမလုပ်နိုင်တော့ပြရတယ်ဒီရီယယ်ကွင်းနဲ့ ရဲ့အခြေအနေလေးပေါ့လေဒီကိုလည်းရဲ့မလုံနိုင်ခြင်းကလည်းဒါရီးရဲ့အတွက်တက်မဲ့ပြန်မလာနိုင်တဲ့အခြေအနေတစ်ခုတော့ပါမှတင်နေတယ်ဒီရီးရဲ့ကွက်လေကိုလည်းကျွန်တော်သုံးသပ်ပြပါဦးစီတီဟုတ်ကဲ့ကိုကမ်ဘက်ပြန်လာဖို့ကအဝေးပါအဝေးအဆင့်ထိဖြစ်ခဲ့တယ်နော်ရီးရဲ့ကစားပုံကကမ်ဘက်မပြောနဲ့တရေတောင်ကြာအောင်မတဲကြိုးစားရမယ်ဆိုတဲ့ level လောက်ပဲရှိခဲ့တယ်ဗောနော်အဲ့တော့အဲ့လိုဖြစ်ခဲ့တဲ့အချိန်မှာရီးရဲ့အားနည်းချက်တွေဗောနော်ကျွန်တော်ခုနပြောသွားသလိုမျိုးရီးရဲ့မှာနေပြပါပိုင်းဆိုင်ရာလိုအပ်ချက်တွေရှိတယ်အာဆင်နယ်ရဲ့ intensity ကိုမလိုက်နိုင်တာရှိတယ်ခုနတောင်းပန်တွေ ကောင်းကောင်းအလုံးမလုံးနိုင်ဘူးနော်အသက်မသွင်းနိုင်တာရှိတယ်။ကွင်းလေကားလုံးကဟိုအခုနဲ့ကျွန်တော်တွေလည်းမကြခဏဆွေးနွေးဖြစ်နေကြပေါ့လေ။ real ကွင်းလေလုံးဝလုံးလောက်ချင်းမရှိဘူး။ကျွန်တော်တို့ preview မှာလည်းပြောခဲ့တယ်။ဘလုံးမမလုံးလောက်ဘူး။ဘလုံးမဟိုအဆင်မပြေဘူး။ Arsenal ကိုလွှမ်းမိုးဖို့ဆိုတာမဖြစ်နိုင်ဘူး။ Tony Cross ကိုပြန်ပြီးတော့အနားယူရတယ်ပြန်ထခိုင်းပြီးပြန်ကင်မပဲရမယ့်အနေအထားဖြစ်နေတာပေါ့နော်။မနေ့ကလည်းအဲ့ဒီ scenario ကိုဆက်ပြီးတော့တွေးကြရတယ်။ Verdi ကိစ္စကိုခွဲပြောရမယ်ဆိုတော့ Verdi က ကန်ဆိုးစွာပဲ Declan Rice ရှိနေတဲ့ဘက်မှာသွားပြီးတော့နေရာကျသွားတယ်ပေါ့နော်အဲ့ဒီခါမှာတော့ Declan Rice ရဲ့ထူခဲ့တဲ့စွမ်းဆောင်တွေထူကြတဲ့စွမ်းဆောင်ရည်တွေက Everybody ကိုနှစ်မြုပ်ပလိုက်တယ်ပြောမလို့ Declan Rice ကဒီဘက်မှာလည်းဆက်ပြီးတော့ Man of the Match ရရှိခဲ့တယ်တကယ်ကိုဘိုးတွေမသွင်း assist တွေမလုပ်ဆိုပေမဲ့ဒါအကောင်းဆုံးစွမ်းဆောင်ရည်ခန်စဘိုင်းဆိုင်ရာရောဒီတိုက်စစ်ဘိုင်းဆိုင်ရာရောတော်တော်လေးကိုကောင်းခဲ့တယ်ပြီးတော့ UEFA ပွဲတွေမှာ မောဒမရှရတယ်ဆိုတာကတော်တော်လေးတန်ဖိုးရှိတယ်။ဘာဖြစ်လို့လဲဆိုတော့တို့မှဒီ technical observer တွေနဲ့ကြည့်ပြီးတော့ပေးတာဖြစ်တဲ့အတွက်ပေါ့နော်။အဲ့တော့ technical observer တွေမှာနီးပြဟောင်းတွေ၊ဒါလမဟောင်းတွေနဲ့တကယ်ဒီထိတ်တန်းဘောလုံးပုံကိုယ်တွေပါဝင်တာဖြစ်တဲ့အတွက်ဒီပရိသတ်တွေပေးတဲ့မောဒမစုလို့မဟုတ်ဘူးပေါ့နော်။ဒါကြောင့်လည်း declare rise ရရှိခဲ့တယ်ပေါ့နော်။ဒါဆိုလို့ကျွန်တော် Beverly ဟာဟိုပုံမှန်အပြင်းတော့ပေါ့။အခုနဲ့ကျွန်တော်ပထမအဲဒီပထမမို့ဒီဒုတိယအကြော preview မှာလည်းဖြစ်တဲ့အခြေအနေနော်။ဟိုဒီ Beverly ကို ကိုင်းလက်မှာကစားခိုင်းတာကောင်းမလား right back မှာကစားခိုင်းတာကျွန်တော် right back မှာရှိနေခြင်းကပိုကောင်းတယ်လို့အမြင်နေပေါ့နော်အဲ့ဒီအမြင်အတိုင်းပဲပေါ့လေအဲ့ဒီပုံစံလေးနဲ့ပဲကျွန်တော်တို့ရှင်းပြလို့ရတယ် real control လုံးဝကင်းပဲနေတယ် body ဟာသူက box to box type ကိုကစားလာဖြစ်တဲ့အတွက်ဒီလိုမျိုးကြံ့ကြံ့နေတဲ့ပွဲမျိုးမှာကိုင်းလက်ရထိန်းချုပ်မှုပြီးတော့ဒီတခြားသောကစားသမားတွေရဲ့ arsenal ခံစား arsenal ရဲ့ဖွဲ့စည်း stress လောက်ချင်မရှိဘူးဆိုရင် body အနေနဲ့လောက်ကွက်ပြောက်နေတာပေါ့နော်အနောက်မှာဆိုတော့သူတက်ပို့ပြီးတော့ space ပို့ချဲတဲ့အတွက်လောကအနေငယ်ရရင်ရမယ်။ရှေ့နေရာပို့ရောက်သွားတဲ့အခါမှာပြန့်ကျဲနေတဲ့ခန်းစစ်လည်းမဟုတ်တဲ့အခါမှာသူ့အနေနဲ့ဘလို့မှနေရာလွတ်တယ်မရှိဘူး။သူလုံးသူ့ရဲ့ကစားပေါင်းနဲ့မတည့်ဘူး။ကစားခွင်နဲ့မတည့်ဘူးဖြစ်ခဲ့တယ်။ဘာဒါကြောင့်ပျောက်ဆုံးခဲ့ရလို့မြင်တယ်။အဲ့လိုပျောက်ဆုံးရခြင်းမှာတော့ဒါဘယ်ပါဒီယိုအာနေချက်၊ရီယယ်မက်ဒရစ်အာနေချက်ဟိုပြောရတဲ့ဆိုင်အာဆင်နယ်ရဲ့အားသာချက်ကိုတော့ကျွန်တော်ပို့ပြီးတော့အာဆင်နယ်ပေးကြတယ်ပေါ့နော်။အထူးသဖြင့်ဒက်ကလန်ရိုက်စ်တိုးရဲ့လူစုရဲ့ပြီးတော့လူးစ်ကယ်လီရဲ့ဘယ်ချန်ကိုလွှမ်းမိုးထားပုံလုံးဝ perfect ပဲပြောမယ်ဆိုရင် အစနေရဲ့ဘယ်ချန်သို့မဟုတ်ညာချန်ကျွန်တော်တို့လူရန်တုံးတွေခွဲပြီးတော့ကြည့်လို့ရတယ်ခီဗီရောစကယ်လီဒက်ကလန်ရိုက်မာတင်နယ်လီအဲ့လူရန်တုံးအဲ့ block အတုံးဟာဒီတောင်းမလည်းမလုပ်ဘူးအလဲလည်းမလုပ်ဘူးအဲ့ကြားရဲ့ headspace တွေလည်းမလုပ်အောင်လို့ဟန်ချက်တွေလုပ်ချားနိုင်ခဲ့တာကိုတွေ့ခဲ့ရတယ်ပေါ့နော်အဓိကဒီဘွဲရဲ့အာသာချက်ဒီဘွဲရဲ့အရေးပါမှုကလည်းအဲ့ဒီအချက်ဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ် ဟုတ်တယ်ညီဒီမှာအာဆင်နယ်ရဲ့ဒီခန်းစစ်ကနေဒါဖြတ်ထုတ်လိုက်တဲ့ဘောလုံးတွေပါလေဒီကွင်းလေးကနေတစ်စင်းပေါ့ဟိုပြက်ပြက်သွားတာမျိုးပါမရှိပုံမှန်ဖြစ်တာခန်းစစ်ကနေဖြတ်တဲ့ပြက်တဲ့ဘောလုံးကအရူရဲ့ခြေထဲပြန်ရောက်နေဆိုရင်ဒါသိကြပါလေအာဆင်နယ်ဟာဒီလောက်ထိတောက်ခံနေကြအကြောင်းမရှိဒါပေမဲ့ခန်းစစ်ကနေဖြတ်ထုတ်လိုက်တဲ့ဘောလုံးပိုင်းဘောလုံးတိုင်းဟာတစင်းချင်းစီပေါ့နော်အဲ့ဒီတစင်းချင်းစီတည်ဆောင်ဖို့အတွက်ကြတော့ဒီ Declan Rice တို့ပါတီတို့ဒီနှစ်ယောက်ရဲ့ဒီဆွဲဒီနှစ်ယောက်ရဲ့ပြောမယ်ပါတနာမှုနဲ့ဒါနီးပြောဟာကြောက်ချင်မှုကြတော့ကိုယ်ကဒါအာဆင်နယ်အတွက် ရေးပါခဲ့တာကိုဒါသိရပါတယ်။ဒါဒီတော့တဲ့စပေါ်လေးဒါတကယ်ကိုအစမဲကိုလည်းရည်တွေ့မြင်အောင်တော့ကိုလည်းထောက်ခံပါ။နောက်ထပ်ဒါဒီပွဲမှာမဖြစ်နေပြောမယ့်အချက်လေးပေါ့လေ။ဒါလူကြီးကတော့အမားနေတဲ့အနေအောင်တော့ဒါလုပ်သွားတယ်။ပထမပိုင်းလေးမှာအစင်နေရောက်သွားတဲ့ပင်နယ်တီမှာကြည့်မယ်ဆိုအဆန်စီယိုကဒါအစင်နေကစားမတယောက်ကိုဆွဲလဲနေဆိုပြီးပင်နယ်တီပေးတယ်။အဲ့တိတ်မကြခဲ့ပါပဲ။ဒါဒီဒါ device တော့ဆွဲနေဆိုမျိုးပါ။ဒါပေမဲ့ rise ရဲ့ဘယ်လိုပြန်ကြည့်လိုက်တဲ့အခါကျတော့ ိုတော်တော်လေးလက်ချအောင်ပါလေအဲ့တော့ပြန်ကြည့်တာ pixel ကိုအနည်းလောက်ထိကြာမယ်ထင်တယ်အဲ့လောက်ထိကြာတဲ့အနေအထားမှာ penalty ကိုပြန်ပြီးတော့ cancel လုပ်ပါဒီဖြစ်ရတဲ့ခုကိုစီတူဘယ်လိုမြင်လဲမသိဘူးဟုတ်ကဲ့မှန်ကန်တယ်လို့ပဲကျွန်တော်သုံးသပ်ချင်ပါတယ်ကိုပထမဒီဖြစ်ရကလည်းဒါဆွဲလိုက်တာဖြစ်တဲ့တော့ penalty ပေးရမယ်ပေါ့နော်ပြီးတော့ decline rise ဖြစ်ရမှာတော့ danu ကြီးကသူ့ရဲ့ပြင်ကွင်းကနေသက်သာချင်းကြည့်တဲ့အခါမှာတော့ penalty လို့သူသတ်မှတ်ခဲ့တယ်ဒါပေမဲ့ VAR ပြန်ကြည့်ရတဲ့အခါမှာတော့ထင်းထင်းရှားရှားပဲပေါ့နော်ပြောမယ်ဆိုတော့ decline rise ကဒီ အမ်ဘာပေကိုလဲကြားအောင်လုံလောက်တဲ့အားထုတ်မှုမျိုးမရှိခဲ့ဘူး foul လောရမဖြစ်ဘူးလို့ကျွန်တော်လည်းမြင်တယ်ပေါ့နော်ဒါကြောင့်လည်းတိုင်လို့ကြီးတော့ပယ်ဖြတ်ခဲ့ပြီးတော့ penalty မဖြစ်ခဲ့ဘူးပေါ့နော်အဒါလည်း key moments တော့ဖြစ်တယ်ပြီးတော့ဒီ penalty နဲ့ပတ်သက်ရင်တစ်ဆက်တည်းကျွန်တော်ပြောချင်တာစာကာပေါ့နော်အဲစာကာအနေနဲ့သူ့လူကြကြပဲဒီလောက်အရေးကြီးရဲ့ပွဲအရေးကြီးရဲ့ moments မှာသူပနင်္ဂါကန်ချက်ကန်မှုရွေးချယ်ခဲ့တယ်အေးစတုံးပြတ်ချက်ကိုတော့ကျွန်တော်တော်တော်လေးအံ့ဩမိတယ်နောက်ဆုံး penalty ၈ချိန်စလုံးကိုစာကာက အဲကိုဝင်အောင်သွင်းထားတဲ့ကစားသမားပေါ့နော်ဒါပေမဲ့သူပဏ္ဏကာကန်ချက်မျိုးဆိုတာအရင်စွန့်သားတယ်ပြီးတော့ဒါပဏ္ဏကာကန်ချက်ကိုကန်ခဲ့တယ်ဒါချက်ကိုစလိုဗိုကီယာရဲ့ရုပ်ကိုကန်ခဲ့ကစားသမားပေါ့နော်ဒီပဏ္ဏကာကြီးပြောမှုတာရှိတယ်လေအဲ့တော့ဒီပဏ္ဏကာကန်ချက်ဆိုတာကအလေကိုအလေကိုကန်တာအကောင်းဆုံးပေါ့နော်အဲ့ဒါဒါမဲ့စာကာကအလေကိုမကန်ဘဲနဲ့ဒီတောင်းကိုကန်ခဲ့တာအထူးခြားချက်လေအော်တော်ကာကွယ်သွားနိုင်ခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်ဘုနော်ဒါတော့ပဏ္ဏတိနဲ့ပတ်သက်တဲ့အော်တော် အဲဖြစ်တယ်ဗောနကျွန်တော်ကတော့ဒီနှစ်ခုသလုံးမှန်ကန်တဲ့ဆုံးဖြတ်ချက်အနေနဲ့ယူဆပါတယ်ကိုပုံမှန်လို့ဒါကြောင့်လည်းလူရဲ့ဘက်ကအရင်ကြီးပွဲပြီးမှလည်းဆုံးရတဲ့ဒုက္ခနာမျိုးရှိလို့လေအတွေ့အကြုံအဆယ်လျောက်သွားတဲ့ပြည်နယ်ဒီမှာတော့အရင်ပွဲပဲတချို့ရှိကောင်းရှိနေတယ်ဒါပေမဲ့ဒီ rise ရဲ့ပြည်နယ်ကိုကန်ဆယ်လုပ်တဲ့ဘက်မှာတော့အမှအရင်ပွဲစရာမရှိဘူးဘောကချင်း rise ကဒီဘာပေးကိုအဲ့လောက်ထိလည်းမလုပ်ဘူးအဲဆုံးဖြတ်ချက်ဒီခရယာမှုလိုက်ခြင်းနဲ့ rise ကလုံးဝအသေးအတန်ကိုညင်းနေတယ်တဲ့တော့ညင်းနေတဲ့အဝါကလည်း ်ပထမတော့ပြလိုက်ပြီးရပါလိမ့်နောက်ပိုင်းတော့ဒါဝါကတ်ကိုပြန်ပြီးတော့မှ cancel လုပ်သွားတယ်ဒီအချိန်တွေမှာတော့ဒါအာဆင်နယ်အတွက်တော့လက်ပြောင်းလေးတစ်ခုတော့ဖြစ်သွားမှာပါလိမ့်ဟိုစကာရဲ့ကန်ချက်ကတော့ဒီပြောဆိုပါမယ်ပုံမှန်ဆိုရင်တော့အလေကိုကန်ရမှာပါလိမ့်အာပန်နဂါနဲ့ဆိုရင်အခုကပန်နဂါလည်းကန်ချင်တယ်ဘေးလည်းရောက်သွားတဲ့ဟာမှာတော့သူရဲ့ကန်ချက်နည်းနည်းပြဆောင်မှုတွဲသွားတဲ့အာဆင်နယ်တော့မျက်နှာဝါတာပါလိမ့်ဒါမဲ့ဘာဖြစ်လို့စကားဒါသူရဲ့အားနဲ့ချက်ပြန်ပြောင်းပြမှာဒါတော့ပြန်ပြောင်းချိပါပါတယ်စကား ဒါပုံမှန်နဲ့စာရင်ပေါ့မင်းလက်ဆုံးဖြစ်လာလားအရင်တန်ရမရခင်ကလည်းစာမျိုးဘလိုမျိုးလဲအဲစာကာနဲ့ပတ်သက်အမေရိကန်ရောအလားအတူအော်လို့ဟုတ်ကဲ့ကိုဒါစာကာနဲ့ပတ်သက်လာရင်တော့ကျွန်တော်လုံးဝအရင်သဘောကျတဲ့ကစားသမားပေါ့နော် သူရဲ့ဒီ play ကိုတော်တော်လေးကိုအမ်တဲ့သဘောကျတယ်ပေါ့လေအဲပြောမှဆိုမနေ့ကလည်းဒါ ပြောမလို့ခဲ့တယ်သူရဲ့ mentality ကပုံမှန်အတိုင်းဆက်ရှိခဲ့တယ်ပုံမှန်တိုင်းတပွဲလုံးကိုအစားသွားခဲ့တာတွေ့ရတယ်ပြီးတော့ power ဘိုင်းမှာလည်းဒီလုံလောက်တဲ့အနာယူချိန်ပေးခဲ့လို့လားမသိဘူးကျွန်တော်တန်ရာရထားတဲ့ကစားသမားတန်ရာကြောင့် hesitate ဖြစ်နေတဲ့ပုံစံမျိုးကျွန်တော်လုံးဝမတွေ့ရပဲနဲ့ယုံကြည်မှုအပြည့်နဲ့ခွန်အားအပြည့်နဲ့စကားကိုတွေ့ရတယ်ဒါတော်တော်လေးကြိုဆိုရမယ်ပြီးတော့ Arsenal ရဲ့ဒီ legend ဖလားမျောလင်းချက်တွေအတွက်အကောင်းဆုံး လက်နက်အဖြစ်လဲကျွန်တော်ပြုစားထားတယ်ဗောနော်တီးတတာစာကပါတဲ့အဆင်နဲ့စာကမပါတဲ့အဆင်နဲ့ကတော်တော်လေးတီးတတာခွာခြားတယ်လို့ကျွန်တော်သတ်မှတ်ချက်ပါတယ်ကိုဟုတ်တယ်ဟုတ်တယ်စာကဒါတော့အမှန်ပဲစာကမပါရင်ဒါအဆင်နဲ့တိုက်စစ်ကလုံးဝဖိအားပတာကိုမရှိဘူးဒါပေမဲ့လည်းဘာမှမှုလို့ဆရာလည်းမရှိဘူးစာကပါလာတဲ့အချိန်ဒီမှာတော့ပတ်ဝန်းကျင်မှာကိုပါတယ်လို့ဆိုမီရိုရဲ့စာဒီပွဲပေါ်အကျိုးတက်ရောက်မှုကတော့ရန်ကိုပဲဒါကြီးမားပါတယ်စာကပါလာနဲ့ဒစိတပိုင်းတော့ ဒါသက်ဆိုင်တဲ့အချက်တွေမမရီလိုဆိုလက်တာမမေဘူးကဒီ force line မှာကစားရတယ်စာကပါလိုက်ရှိတယ်မှာကပုံမျိုးတော့မှကောင်းတာဟုတ်တယ်ဒါပြရကိုလေနောက်ထပ်အခုဒါချက်ပြောမယ့်အချက်တွေကတော့ဒီဘာဖေးပေါ့ဘာဖေးနည်းကဘာဖေးကိုယ်တိုင်လည်းဘာမှသူ့မြေသားမရဘူးသူ့ရဲ့တာငယ်တကယ်ချင်းလည်းဖြစ်တယ်အဲအကူကြီးညီလေးတို့လည်းတာမီးခဲ့တဲ့ silver ပေါ့အေးဒါ silver ကဘာဖေးရဲ့အဖေဒါဒါပေါ်လို့ပြပြပေါ့ဒါဘာဖေးရဲ့အဖေရဲ့လက်အောက်မှာဒါငယ်ဘဝကိုကြီးပြင်းခဲ့တဲ့ဒါကစားပါ သူတို့ဒါငွေတကယ်ချင်းတွေလည်းဖြစ်လို့ပြောလို့ရတယ်ဒီဘာဖြစ်ရတော့ဆလီပါတဲ့အသက်နည်းနည်း၃လောက်လာမှဒီကြီးရတယ်သူတို့ဒါအကိုကြီးညီလေးလူမျိုးလည်းနေခဲ့ကြတယ်ဒီနေ့ရောက်ရဲ့အာမဒါဘာဖြစ်ရဒီဆလီပါရဲ့ဒီဥပက္ကစားမှုအမဘာမှကိုမလုပ်နိုင်ဘူးဒီအပွဲလေးပေါ့ဘာဖြစ်နေဆလီပါတို့ထိတဲ့ပြဆိုမှုအခြေအနေမျိုးရောအာဆလီဘရိုမြင်မိတယ်သူအာဟုတ်ကဲ့ကိုဒါရိုးရိုက်ဆလီပါရိုးရိုက်ဒီဖန်ဒါဆိုရင်တော့အဲကလီယန်ဘာဘေက အဖရာရီလိုပြန်ကားမျိုးဖြစ်မယ်ထင်တယ်။အမြန်တော့ဟိုအသားပေးခဲ့တယ်ပေါ့။ဒါပေမဲ့ဒီဒီလိုအခြေအနေမှာတော့ဒီသူ့အနေနဲ့ပြေးစရာမောင်းစရာသွားစရာနေရာမရှိတဲ့အခါမှာအမ်ဘာဘီရဲ့အနေပြေးနိုင်ဆိုရင်လည်းသတိသသာရော့ကျသွားတော့ဦးကျွန်တော်တို့တွေးကြရတယ်ပေါ့နော်။ပြီးတော့အမ်ဘာဘီနဲ့ပတ်သက်တဲ့နောက်တစ်ချက်အရေးကြီးတဲ့ချက်ရှိရပေါ့နော်။အဲ့ဒါကသူ့အသင်းနေရာချန်ပီယံလိမှာပါဘလို့အဆင်မပြေရလဲပေါ့နော်။ 今年啊，两度嘅青年锦标赛啦，嘛 <noise>，Champions League 新嘅新面嚟嚟，七个国家嘅职业队嚟到嚟，几难嚟嚟，譬如话，但系阿啲嘢广东嘅嘅沙头马，广东都系人才地库，阿啲都好，阿啲人做晒嚟，唔好，喏，阿度阿度做晒嚟，卡嘛，阿唔系比嘅，啲人得沙嘅，出大力气，你又话扮阿片，唔好，都系做乌镇身上而家咯，阿政府讲咧，官员嚟嘅，你系政府讲嘅，但系你呢啲官员冇俾我做阿啲咩，阿啲人啊，做晒嚟，我唔知道做咩嘢，做晒嘅，我唔知咩嘢，阿度阿啲嘢。 အဲဒီမနီယာပလေးကလည်းအဲ့ဒီဟာကိုလုံးဝကစားသွားနိုင်ခဲ့တယ်တစ်ချိန်တည်းမှာ Real Madrid ရဲ့ tactical setup ကလည်း MVP ရဲ့အဲဒီခြေစွမ်းအကောင်းဆုံးကိုထုတ်ယူနိုင်တဲ့ setup မဟုတ်ဘူးပေါ့နော်အဲအဲ့တော့အဲ့လိုအဲ့လိုအခြေအနေမှာတော့အဲ့ဒီ MVP အနေနဲ့တော်တော်လေးကိုဒုက္ခပေးနိုင်ဆိုတာရော့ကြသွားတယ်အဲ့လိုဒုက္ခပေးနိုင်ဆိုရင်ရော့ကြသွားပြီဆိုရင်တကယ်တော့ MVP ကတာမန်ကစားသမားနဲ့မချားတော့ဘူးဒီအကြောင်းကိုဒါလက်ရှိ PSG အသင်းရဲ့နေပြ Luis Enrique လည်းပြောမှုတယ်ပေါ့နော် Enrique ကအဲသူ့ရဲ့ဒီဝက်လဲကန်း stocks တွေမှာအဲ့ဒီအကြောင်းမကြာခဏပြောလေးရှိတယ်ဒါကကျွန်တော် list တွေမှာကျွန်တော်ကြည့်ရတယ်ပေါ့နော်အင်္ဂလိပ်ဘာသာပြန်လဲပြန်ပေးထားတာပေါ့လေအဲ့တော့ NUK ရဲ့ Mbappe ကိုလည်းစုဘူးတယ်မင်းကိုယ်သွင်းတာသွင်းတာပဲဒါပေမဲ့မင်းအသင်း play အတွက်အများကြီးကောင်းဖို့အထူးသဖြင့် defensive play positional play အတွက်အများကြီးကောင်းဖို့အတွက်ကစားပေးတင်တယ်အဲ့ကြရင်မင်းကကမ္ဘာအကောင်းဆုံးဒီထက်ပိုကောင်းတဲ့ကမ္ဘာအကောင်းဆုံးကစားသမားဖြစ်လာမယ်ဆိုပြီးတော့ NDK ကပြောဘူးတယ်ပြီးတော့သူမရှိတဲ့အချိန်မှာလည်း Mbappe ရဲ့အခြေအနေပေါ့နော်ဒီသူ့အသင်းသားတွေပြောတာမင်းတို့အကုန်လုံးက Mbappe ကိုနှီးခိုလုံးတယ် MVP 3ခုသွင်းတယ်ဆိုရင် MVP ကလည်းဒီ God လို့ဖြစ်သွားတယ်ပေါ့နော်ဒီကမ္ဘာလုံးကလည်းအဲ့လိုဝိုင်းပြောကြတယ်ဒါပေမဲ့အဲ့3ခုသွင်းတဲ့ပွဲမှာ3ခုသွင်းတဲ့အခြေအနေကိုဖယ်လိုက်ပြီးတော့တခြားသောအခြေအနေတွေကိုကြည့်မယ်ဆိုရင် MVP မှာလိုအပ်ချက်တွေရှိတယ်အသင်းအသင်းဘိုင်းဆိုင်ရာတင်းမိတ်တယောက်အနေနဲ့လုပ်ပေးရတဲ့အပိုင်းဆိုင်ရာမှာလိုအပ်ချက်တွေရှိတယ်အဲ့ဒီလိုအပ်ချက်တွေကိုမြင်ဖို့လိုတယ်အဲ့ဒါတွေကို မရှိအောင်ကစားနိုင်မယ်ဆိုရင်အသင်းတစ်သင်းကအကောင်းဆုံးဖြစ်လာလိမ့်မယ်ဆိုပြီးတော့ဒါအန်ဒရီကေရဲ့အယူအဆပေါ့အဲ့တော့သူ့အယူအဆကိုတော့အန်ဒရီကေရဲ့သူ့ရဲ့အလုံးနဲ့အတူအခု PSG ကို semi final ပို့ပြီးတော့တတ်တည်ပြရနေတာပေါ့နော်အခြားသောတစ်ဖက်မှာ MVP ကအဲ့ဒီ tactical paradox ပေါ့နော်နီးပြူပိုင်းဆိုင်ရာ view ဒီသို့မဟုတ်နီးပြူပိုင်းဆိုင်ရာပြဿနာကိုဆက်လက်ပြီးတော့ပြသနေတယ်။ကင်တိုရတာအရန်ခတ်တဲ့နီးပြူပါလက်နက်တစ်ခုအဖြစ်ကျွန်တော်တို့မြင်ရတယ်ပေါ့နော်။ပြောမယ်ဆိုရင်သူ့ကိုဒါမိုနာကိုနေ့ရက်တောင်းအားလိုမျိုးသို့မဟုတ်ဒီပြင်သစ်မှာလိုမျိုး ကင်တွင်မှာပဲ PSG ဟာဒီလို knockout stage တွေ sorry under player ဒီလို knockout stage တွေအတွက်ပို့ပြီးတော့ကောင်းနိုင်သလားဆိုတဲ့မေးခွန်းမှာဆက်ပြီးတော့မေးရဖို့ရှိတယ်။လက်ရှိအချိန်အထိတော့အပါပင်နဲ့ပတ်သက်ပြီးကျွန်တော်တို့ပြောရတာခက်နေစေပဲ paradox တစ်ခုပေါ့နော်။ဝီယောဒီတစ်ခုဖြစ်နေစေပဲ။ဘယ်အရာကတေချာမှန်ကန်တယ်ဆိုတာတော့ကျွန်တော်လည်းအခုတည်းအထိတော့အဲဆွဲထုတ်နိုင်ကျွန်တော်မရှိသေးဘူး။ကျွန်တော်ခုနတင်ပြခဲ့တဲ့အချက်တွေအဖြစ်တော့ကျွန်တော်မြင်မိတယ်အခု။ဒါဒီတော့ကတော်လေးဖြစ်ဆုံးပါလေ။ကျွန်တော်လည်းကောင်းမှာ ဒီခုကလေးကစားသွားတယ်ဒါပြီးရဲ့အဆင်နဲ့ပွဲဒါတို့လက်ခံပြုံးလေးလေးပြည့်စုံလို့ထင်ပါတယ်အဆင်နဲ့ကတော့ဒါ2009တင်တယ်နော်ဒါမန်ချက်စတာယူနိုက်တက်ကိုပြုရှုံးခဲ့ပြီးရဲ့နောက်ပိုင်းချန်ပီယံလိမှာဒါအချို့လူလူပွဲကိုတချို့ပြန်ပြန်ပြီးတော့မှဒါတက်နိုင်ခဲ့တယ်ခြေစွမ်းအားဖြင့်တော့မချော့လုံးကဒါထိုက်လိုက်တယ်နိုင်နိုင်ခဲ့တာပေါ့လေဒီဘက်နဲ့ပတ်သက်ပြီးတော့မှဒါအပိတ်အနေနဲ့စီတူပါလေးဖြည့်ဆွဲတုံးရှိပြီးတယ်အာအဆင်နဲ့ကိုလုံးဝထိကျနေတယ်ပေါ့နော်ပြောမယ်ဆိုရင် real ဆိုတာတော်တော်လေးခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်တယ်ပေါ့နော်ခြေစွမ်းကောင်းနေဖြစ်စေမကောင်းနေဖြစ်စေသူတို့လုံပြခဲ့တဲ့အရာတွေကကြီးတယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာကိုသူတို့နော်ခြေစွမ်းပိုင်းအဖြစ်လည်းသူတို့ကျော်လွှားနိုင်ခဲ့တယ်နီးပြပိုင်းအဖြစ်လည်းကျော်လွှားနိုင်ခဲ့တယ်ဒါပြင်အရေးကြီးဆုံးအချက်ပေါ့နော်ဖလားရေလိုချင်အရေးကြီးဆုံးအချက်ဖြစ်တဲ့စိတ်ဓာတ်ပိုင်းအဖြစ်လည်းသူတို့ကျော်ဖြတ်နိုင်ခဲ့တယ်ပထမဆုံးမှာရင်ဆိုင်ရတဲ့စိတ်ဓာတ် setup တစ်ခုရှိတယ်အဲ့ဒီစိတ်ဓာတ်အခြေအနေတစ်ခု ဆိုမှဆိုရင်နိုင်ဖို့လိုအပ်တဲ့အခြေအနေတကူ career ရဲ့ standardized system ကိုခံနိုင်ဖို့လိုအပ်တဲ့အခြေအနေတကူအဲ့ဒီအရာကိုလည်းအစနေကကြော်လွှားနိုင်ခဲ့တယ်အခုဒုတိယအကြော်ပထမအကြော်ရတာလေ3 goal ahead 3 goal lead ကိုသူတို့တောက်ခံရမယ်လိုအပ်ရင်တိုက်ခိုက်ရမယ်အဲ့ဒီအရာတွေအကုန်လုံးလည်းသူတို့လုပ်ပြသွားနိုင်ခဲ့တယ်အဲ့တော့စိတ်သက်ပိုင်းရောခြေစွမ်းပိုင်းရောနီးပြရပိုင်းရော perfect ဖြစ်တဲ့ပွဲတစ်ခုဖြစ်ခဲ့တယ်ဗောနော်အဲ့တော့ Arsenal ကိုလုံးဝအပြေအဝချီးကျူးရမယ်ဖြစ်ခဲ့တယ်ဗောနော်အဲ့ဒါ final တစ်ခုအပြေကျွန်တော်ကထပ်ပြီးတော့ပြောချင်ပါတယ်ဗော ဟုတ်ကဲ့တော့ဒါစီဒီပြောပြပြအောင်လည်း support ပေးတဲ့ဒီဂျင်းနေတဲ့လူတွေမှာလည်းအခုလည်းဒီလိုပဲမြင်ပါတယ်အစနေရဲ့ website 7ရောက်ဆုံးပါလေအခုဒီမှာပါဝင်7ရောက်ဆုံးကမင်းကဆိုရင်အားလုံးသူ့ရဲ့အလုပ်ကိုသူအကောင်းဆုံးလုပ်သွားတယ်အဖြစ်ပြောစရာမရှိတော့ဘူးဘောတော့ဥပမာဘယ်သူကတော့အားနေတယ်ဘယ်သူကတော့တိတ်မပေါ်ဘူးဆိုတော့အမြင်ကြည့်လောက်အားလုံးကစားသွားနိုင်ခဲ့တဲ့အတွက်အစင်းကတော့ဒီရှိမှုပေါ့ဗျာဘယ်လိုမျိုးလုပ်နေပါလဲဒီ topic ကြတဲ့ support ပေးတဲ့ဒီစီနဲ့ဒီလိုဒီချင်